ခုအစိုးရတဲ့လက်ထက်မှာစောက်လုံရင်ငွေကြီးဌာနအနေနဲ့ဝင်ငွေနဲ့ပြည်သူတွေအတွက်တံမိုးနဲ့အင်ယာတွေထောက်ပံ့ပေးနိုင်အောင်ဆောင်ရွက်နေတယ်လို့စောက်လုံရင်ငွေကြီးဌာနကဒုတိယညွှန်ကြားရေးမှူးကပြောပါရတယ်။နွေနီသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့မှာအစိုးရမြေပုဂ္ဂလိကမြေတွေပေါ်မှာကျူးကျော်နေတဲ့နေရင်ခက်ခဲရှိတဲ့ပြည်သူတွေရဲ့အရေးအတွက်ကအကြမ်းမင်းအဖြစ်၄သိန်းနဲ့၆သိန်းကြားရှိနေပါတယ်။ဒါတွေမကသေးပါဘူး။ရန်ကုန်မြို့ရှိပြည်သူအများစုကလည်းဝင်ငွေနဲ့ပြည်သူတွေဖြစ်နေတာကိုတွေ့ရပါတယ်။ ဲ့လိုဝင်ငွေနှဲပြည်သူတွေအတွက်တံမိုးနဲ့တိုက်ခန်း2000ကျော်ကိုရောင်းချဖို့စီမံထားပြီးဖြစ်တယ်လို့လာမယ့်နှစ်နှစ်အတွင်းမှာလည်းတံမိုးနဲ့အင်အား8000ထုတ်လုပ်ပြီးတံမိုးကြက်သိန်း100အောင်နဲ့ဖြည့်ဆည်းပေးသွားမယ်လို့ဆက်လက်ဝင်ကြီးဌာနမှဒုတိယညွှန်ကြားရေးမှူးဦးမြင့်နိုင်ကပြောပါတယ်ဒီပြည်သူတွေအတွက်ယူရပြီးတော့ကျွန်တော်တို့ကဒီနိုင်ငံတော်ပိုင်တဲ့မြေတွေကိုအခမဲ့ထည့်သွင်းပေးတာ၄နောက်တစ်ခါအခြေခံအဆောက်အုံဖြစ်တဲ့ရေတို့ရက်စစ်တို့လမ်းတို့အခြားဒီလူမှုရေးအဆောက်အုံတွေကိုအခမဲ့ထည့်သွင်း ဖြည့်ဆည်းပေးခြင်းအဖြစ်တင်းတရားကိုကြာရောက်အောင်ဆောင်ရွက်ဖို့စူးစမ်းနေတာဖြစ်ပါတယ်အဲ့ဒီအပြင်ဒီပြည်သူတွေအနေနဲ့လည်းတလုံးတစ်ခဲတဲ့ဝယ်ယူနိုင်စွမ်းအခက်အခဲရှိတဲ့အတွက်ဒီစောက်လို့ရတဲ့အင်အားဖွံ့ဖြိုးရေးပြန်ပိုင်းအနေနဲ့အနှစ်ကျနှစ်ရှည်အရေးကြစနစ်ဖြင့်ဒီအင်အားချင်းငွေတွေထောက်ပံ့ပြီးတော့ပြည်သူတွေအိမ်မှန်ရာပိုင်ဖြစ်အောင်အနာဂတ်မှာလုံခြုံစိတ်ချစွာဒီနေထိုင်နိုင်အောင်ဆောင်ရွက်ပေးဖို့လည်းစီမံကြိုးပမ်းရရှိပါတယ် အခုလိုမျိုးဝင်ငွေနဲ့ပြည်သူတွေအတွက်တန်ဖိုးနဲ့အရာတွေပေါ်ဆောင်ပေးတဲ့လိုပဲအငှားအရာစနစ်တွေကိုလည်းများများအကောင့်ထဲပေါ်တင်တယ်လို့ရန်ကုန်မြို့တော်စီမင်းသားရဲကောမဒီမှာမြို့ပြစီမံကိန်းရေးဆွဲရေးညွှန်ကြားရေးမှူးဒေါက်တာတူအောင်ကထောက်ပြပြောဆိုခဲ့ပါတယ်။အငှားအရာစနစ်ဆိုတာလည်းလက်ရှိကျွန်တော်တို့ဝင်ငွေနဲ့ပြည်သူတွေအတွက်ကအငှားအရာစနစ်ကိုတွောင်းနိုင်မှသာဟိုအထောက်များများအကောင့်ထဲပေါ်နိုင်မှသာကျွန်တော်ဖြည့်ရှင်းပေးနိုင်မယ့်နေတာဖြစ်ပါတယ်။2040မှာလူကြီး10000ကျပ်တိုးတက်လာမှာဖြစ်တဲ့အတွက် တိုးတက်လာနိုင်တဲ့အခြေအနေရှိတဲ့အတွက်ကျွန်တော်တို့ကစီမံကိန်းမျိုးအစဉ်အဆက်တာဆောင်ရွက်တော်ဖို့လိုပါတယ်နောက်တစ်ခါကျွန်တော်တို့ပြည်သူများစုကဒါဝင်ဝင်တဲ့ပြည်သူတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအလုပ်ကိုင်ခွင့်လန်းနောက်တစ်ခါအင်ယာကဏ္ဍတွေဒါတွေကိုကျွန်တော်ဆောင်ရွက်တော်ဖို့လိုအပ်ကြောင်းတင်ပြလိုပါတယ်မြန်မာနိုင်ငံမှာတန်မိုးမြင့်အင်ယာတွေကိုပုဂ္ဂလိကကအကောင့်ထဲပေါ်ဆောင်ရွက်နေတယ်လို့ပဲအစိုးရအနေနဲ့ကလည်းဝင်ငွေနဲ့ပြည်သူတွေအတွက်တန်မိုးနဲ့အင်ယာတွေကိုပေါ်ဆောင်ပေးလျက်ရှိပါတယ် ဒါအပြင်ဝင်ဝင်နဲ့ပြည်သူတွေထပ်ပို့မှုစင်းရဲနွမ်းပါတယ်မြို့ပြစင်းရဲနွမ်းပါသူကျူးကျော်တွေအတွက်လည်းယာယီနေထိုင်စရာတွေကိုဥတီစင်းသားစီမံနေပါတယ်ရန်ကုန်မြို့ရဲ့လူကြီးဟာလည်းတိုးပွားလာတာနဲ့အမျှအကြောင်းမျိုးမျိုးကြောင့်ကျေးလက်မမြို့ပြတို့ကူးပြောင်းနှုံးကလည်းအလွန်မြန်ဆန်နေတဲ့အတွက်ရန်ကုန်မြို့ဟာလာမယ့်15နှစ်20အတွင်းမှာလူဦးရေ10သန်းကျော်တဲ့မက္ကာစီးတီးဖြစ်ရောက်ရှိလာမှာဖြစ်တယ်လို့ဦးမြင့်နိုင်ကသုံးသပ်ပြောကြားခဲ့ပါတယ်။ကျွန်မကတော့နေနေပါရှင်။ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းမှာစီးပွားရေးဖွံ့ဖြိုးမှုဧရိယာတွေကိုထည့်သွင်းရေးဆွဲရထားပြီးဖြစ်ပါတယ်။နွယ်နီသတင်းပေးပို့ထားပါတယ်ခင်ဗျာ2023ကရေးဆွဲခဲ့တဲ့မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းနဲ့လက်ရှိရထားတဲ့မြို့သစ်စီမံကိန်းတစ်ခုပေါင်းစပ်ပြီးဂျိုက်ကာနဲ့ပြင်ဆင်ဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။အခုပြန်လည်ပြင်ဆင်ရေးဆွဲထားတဲ့စီမံကိန်းမှာစီးပွားရေးကဏ္ဍကိုထောက်ကူပြုစေမယ့်ဗဟိုဌာနဝယ်တွေလည်းပါဝင်ပါတယ်။ အဲ့ဒီဘိုထန်းနာခွဲတွေကိုမြို့လယ်ကနေ10ကီလိုမီတာ15ကီလိုမီတာအကွာဝေးမှာဝင်းရံပြီးစီဝါရေးဖွံ့ဖြိုးမှုဧရိယာတွေကိုရာထားပြီးဖြစ်တယ်လို့ရန်ကုန်မြို့တော်စီမင်းတရားရေးကော်မတီမှမြို့ပြစီမံကိန်းရေးဆွဲရေးညွှန်ကြားမှုဒေါက်တာတိုးအောင်ကပြောပါတယ်။ဒီမြို့လယ်ကိုကနေ15ကီလိုမီတာလောက်ကိုကျွန်တော်တို့အကွာဝေးလောက်မှာရံပြီးတော့သူကဒီစီဝါရေးဖွံ့ဖြိုးမှုဧရိယာတွေကိုကျွန်တော်တို့ဒါရာထားခြင်းဖြစ်ပါတယ်။ဒါဘယ်နေရာတွေလို့ပြောရမလဲဆိုလို့ရှိရင်တော့လက်ရှိကျွန်တော်ဒုတိယဘိုစီဝါရေးဆောင်ရွက်မယ်ဒါမင်းသမားနေရာ နောက်တစ်ခါစီးပွားရေးအဆောက်အုံတွေဒါဖွံ့ဖြိုးလာတဲ့ဒါရန်ကင်းလိုနေရာမျိုးနောက်တစ်ခါနောက်ဟိုလမ်းဆောင်ရအချက်ချကြပြီးတော့ကျွန်တော်တို့စီးပွားရေးရဟိုအထောက်အပံ့ပြုလာနိုင်မဲ့တကုံတောင်မြောက်လမ်းဆောင်လိုနေရာမျိုးနောက်တကုံမျိုးစစ်စိတ်ကမ်းမျိုးနဲ့ဒီဘကိုးမြကန်တဝိုက်ဒီနေရာတွေရယ်နောက်သီဝါစီးပွားရေးဆောင်အထောက်အပံ့ပြုမဲ့နေရာဟိုနေရာဝင်းကျင်ဒီနေရာတွေကိုကျွန်တော်တို့က ဟိုဘိုးဘွဲတွေအနေနဲ့သူကဖြစ်လာမှာဖြစ်ပါတယ်လက်ရှိမြို့လေဘိုးဟိုကတော့ဟိုကျွန်တော်တို့ဒီဟိုရန်ကုန်မြို့လေကောင်ဖြစ်ပြီးတော့ကျန်တဲ့ဟာတွေကျွန်တော်ဘိုးဘွဲအနေနဲ့အဲစီဝိုင်းဖွံ့ဖြိုးမှုဆောင်ရွက်ရမှာဖြစ်ပါတယ် ရန်ကုန်မြို့ရဲ့ရှေးလာလာကတော့စီးပွားရေးကဏ္ဍက၅ဘုံ၃ဘုံရှိပြီးမြို့ပြလူကြီးကလည်းအမြင့်ဆုံးမှာရှိနေပါတယ်။ရန်ကုန်မြို့သိစီမံကိန်းကိုအကောင့်ထဲဖော်ပြီးရင်လည်း2040မှာရန်ကုန်မြို့ဟာစိတ်ကန်းတဲ့ကုန်စည်ပို့ဆောင်ရေးချက်ချာကြတဲ့မြို့တစ်ခုဖြစ်အောင်တည်ဆောက်ဖို့အတွက်အခုရှိပြီးသားမျှော်မှန်းချက်တွေပြင်လက်ရှိအစိုးရကလည်းမျှော်မှန်းထားတဲ့အနေအထားဖြစ်ပါတယ်။လက်ရှိတိုင်းပြည်သားကြီးဆိုရအောင်ဆိုလို့ရှိရင်ဒါရန်ကုန်မြို့ဖွံ့ဖြိုးမှုနဲ့ပတ်သက်ပြီးတော့သူတို့မျှော်မှန်းချက်အနေနဲ့ရန်ကုန်မြို့ပြင်ဒါရန်ကုန်မြို့နဲ့အနီးဆုံးမှာဒီအနောက်တောင်ဒေသမှာ ဒါရန်ကုန်မြို့သစ်စီမံကိန်းကိုအကောင့်ထဲပေါ်ပြီးတော့နော်အရိယာနေမှာတောင်ဘက်ချမ်းကျွန်တော်ကိုညံကုန်လက်ခုတ်ကုန်ဒီနေရာတွေကိုဒါကုန်စီပို့ဆောင်ရင်းနဲ့ထောက်ပံ့ရေးအတွက်အချက်ကြာနေရာဖြစ်တည်ဆောက်တဲ့နဲ့ဘောဆိုဒီနေရာကိုကျွန်တော်တို့ရန်ကုန်မြို့ရဲ့ဒါဟိုပင်လယ်ထွက်ပေါက်အနေနဲ့ပင်လယ်စိတ်ကမ်းတွေပါတည်ဆောက်ဖို့ဆိုပြီးတော့ဒါကိုညှို့မှန်းချက်အနေနဲ့ ဒါချရတာဖြစ်ပါတယ်အခုရေးဆွဲထားတဲ့စီမံကိန်းတွေအကောင့်ထဲပေါ်ဆောင်ရွက်ပြီးရင်တော့ရန်ကုန်မြို့ပြဖွံ့ဖြိုးလာတာနဲ့အတူတိုးတက်လာမဲ့လူကြီးအတွက်လိုအပ်နေတဲ့အင်အားကဏ္ဍတွေလည်းဖြည့်ဆည်းပေးဖို့လိုပါတယ်အင်အားကဏ္ဍဖွံ့ဖြိုးဖို့အတွက်ကတော့လက်ရှိပြည်သူအများစုရဲ့ဝင်ငွေကနည်းနေတဲ့အတွက်စီးပွားရေးကဏ္ဍတိုးတက်မှသာအင်အားပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။မြမနွေနီပါ။နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့အဖွဲ့အစည်းတွေဟာအများပိုင်ကုမ္ပဏီဖြစ်ပြောင်းလဲတဲ့အခါမှာရန်ကုန်စတော့အိတ်ချင်းကနေရှယ်ယာတွေရောင်းချပေးမယ်လို့ စီမံကိန်းနဲ့ဘန်ဒါရေးဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းကပြောပါတယ်။နေပြည်တော်မှာကျင်းပတဲ့မြန်မာ Global Investment Forum မှာအခုလိုပြောကြားခဲ့တာပါ။လက်ရှိမှာတော့နိုင်ငံပိုင်လုပ်ငန်းတွေကိုပုတ်ကလစ်ကလုပ်ငန်းတွေအဖြစ်လွှဲပြောင်းနေတာတွေရှိပေမဲ့အများပိုင်လုပ်ငန်းအဖြစ်ရှယ်ယာတွေကိုခွဲဝေရောင်းချနေတာတွေမရှိသေးပါဘူးခင်ဗျာ။ဒီဥပမာနိုင်ငံပိုင်ဖွဲ့စည်းတွေဆိုလို့ရှိရင်လည်းသူတို့ရဲ့အများပိုင်ဖြစ်နေသူတို့အသွင်ကူးပြောင်းပြီးတော့သွားကြတဲ့အခါကျရင်သူတို့ရဲ့ထုတ်ဝေမဲ့ရှယ်ယာတွေကိုလည်းဒီမှာလာပြီးတော့ ဟောရောင်းနိုင်ဝယ်နိုင်တာလေးတွေလည်းဒါရှိတယ်ဒေါ်လာဈေးနှုန်းမြင့်တက်နေတဲ့အတွက်လောင်စာဆီတွေဖြစ်တဲ့ဓာတ်ဆီဒီဇယ်ဆီဈေးနှုန်းတွေမြင့်တက်နေပါတယ်အောင်းအောင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ မန္တလေးမြို့မှာအော်ဂိုလာက Ortate 92 1လီတာကို980ကျပ်95 820ကျပ်97910ကျပ်ဒီဇယ်စီ960ကျပ်နဲ့ရောင်းချခဲ့ပြီးစတင်ပါလမှာ92 1လီတာ990ကျပ်98830ကျပ်97920ကျပ်ဒီဇယ်စီက980ဈေးနှုန်းနဲ့ဈေးနှုန်းမြင့်တက်လာပါတယ်ဒီရပိုင်းမှာ ဖြစ်နေတဲ့ဒေါ်လာဈေးနှုန်းက1240ကျော်1250နီးပါးမှာဖြစ်နေတယ်ပေါ့နော် လက်ရှိအဲ့ဒီဈေးနှုန်းနဲ့ကမ္ဘာဒီနေ့ဖြစ်နေတဲ့စင်ကာပူမှာထွက်တဲ့အဲရေနံဈေးတွေနဲ့တွက်မယ်ဆိုရင်တော့ဒီစီဈေးတွေက92ဆိုရင်92ဆိုရင်ဒီမန္တလေးမြို့အရောက်ကို92ကတလီတာကိုဒီအရင်းဈေးပေါ့ဒီကုမ္ပဏီတွေတွင်းတဲ့အရင်းဈေးက930နီးပါး900အစိတ်930နီးပါးလောက်ဒီနေ့ဖြစ်နေတယ်ပေါ့နော် လမ်းဘေးကတပန်တနန်ဆန်အသေးတွေမှာတော့ဩဂုတ်လကအော်တိန်92တကာလန်ကို2300ကျပ်ရှိခဲ့ပြီးစတင်ပါလာတဲမှာတော့တကာလန်ကို2500ကျပ်နဲ့ရောင်းချနေပါတယ်တကာလန်တော့ပြီးခဲ့တဲ့လတော့2300ပေါ့နော်အော်တိန်92ပေါ့အဲခုလဆိုရင်တော့2500လာပေါက်သေးဖြစ်နေတယ်တပိပါဇင်းတို့ဆိုရင်တော့တပိပါကိုခုလက်ရှိပေါက်သေးတော့3300 9500ပေါ့စောစောပိုင်းတော့ဆိုရင်တော့အရင်လတွေကဆိုတော့3300ပေါ့ တသိန်းတသောင်းတို့တသိန်း900တောင်းတို့ပေါ့ခုတော့တသောင်းတပေပေါ့တသောင်းတော့တက်သွားတယ်ပေါ့ဒီရပန်းမှာဖြစ်ပေါ်နေတဲ့ဒေါ်လာဈေးနှုန်းက1240ကျော်1250နီးပါးဖြစ်နေပြီးစင်ကာပူနိုင်ငံနဲ့ထိုင်းနိုင်ငံဘက်ကနေတဆင့်စီတွေ့တင်သွင်းတာကြောင့်ဒေါ်လာဈေးနှုန်းတက်ကြပေါ်မှာစီဈေးကမိနေတာပါကျွန်တော်အောင်အောင်ပါ